ကလေးစသုံးယောက်ကိုမွေးချတဲ့အမေဖြစ်တဲ့အပြင်အင်တာရှင်အလာမဲဖြစ်လာခဲ့တဲ့မခေကလေးတယောက်ကိုပြုစုပြောချမှုအတွက်မလွယ်ကူတဲ့အချိန်မှာမခေကကလေးစသုံးယောက်ကိုမူဖွားတဲ့အမေဖြစ်လာခဲ့သူပါရှင်မခေကအသက်49နှစ်ရှိပြီဖြစ်ပြီးတော့အင်တာရှင်အလာမဲပြိုင်ပွဲတွေကိုဝင်ရောက်ပြီးတော့ရှင်မြိုင်နေပါတယ်အမေရင်းကမအောင်မှအတန်းဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်က Mrs. Supra မြန်မာ2023မှာမခေကဝန်ထမ်းစုကိုရရှိခဲ့ပါတယ်2025ခုနှစ်မှာလည်း Mrs. Supra မြန်မာ2025ရဲ့ Talent ရှင်မြိုင်မှုမှာ Top 7အထိဝင်ရောက်သွားခဲ့သေးပါတယ်မကြာခင်မှာတော့ Mrs. Supra မြန်မာ 2025တဲ့ Grand Final ဘက်ကိုထပ်ပြီးတော့ရှင်းပြရအောင်ပါ။မက်ခီကတော့တာသမီ73ယောက်ကိုမွေးချတဲ့အမေဖြစ်ပေမယ့်အလှမဲ့ပြိုင်ပွဲကိုဝင်ပြိုင်လို့ရအောင်ခန္ဓာကိုယ်ကိုထိန်းသိမ်းချသူဖြစ်ပြီးတော့အသက်58နှစ်လိုမထင်ရလောက်အောင်ကိုနှုတ်ပြနေပါရယ်။ကလေးတွေများစွာမွေးချလို့မလာတော့ဘူးဆိုတာမဖြစ်ရလေအောင်မက်ခီကခန္ဓာကိုယ်အလှပကိုလည်းမမေ့ထားခဲ့ပါဘူးရှင်။သူကိုကြည်လိုက်ရင်တော့ကလေး73ယောက်အမေလို့တောင်ထင်ရမှာမဟုတ်ပါဘူး။မက်ခီကကလေး73ယောက်ရဲ့အမေဖြစ်တာကြောင့်ကလေးတွေကိုမွေးစားထားတာလားလို့တောင်မှထင်နေကြပါရယ်။ဒီခေတ်ကြီးထဲမှာဒီလောက်များတဲ့ကလေးတွေကိုမွေးဖို့ကမလွယ်ကူလို့ တူတူမတွေကိုပါမွေးစားထားတာလားဆိုပြီးတော့ထင်နေကြပါတယ်။တကယ်တော့ကလေး73ယောက်လုံးကိုသူကိုယ်တိုင်မွေးထားတာဖြစ်ပြီးတော့မွေးစားထားတာလည်းမပါဝင်ပါဘူး။ကလေး73ယောက်မှာ10ယောက်ကယောက်ျားလေးဖြစ်ပြီးတော့3ယောက်ကတော့မိန်းကလေးဖြစ်ပါတယ်။အကြီးဆုံးကလေးကတော့26နှစ်အရွယ်ရှိသွားပြီဖြစ်ပါတယ်။ကလေး73ယောက်မွေးချပေမဲ့4ယောက်ကတော့ကွန်လွန်သွားခဲ့ပြီးလက်ရှိမှာ9ယောက်ပဲကျန်ပါတော့တယ်။ကလေး1ယောက်ကတော့ခြေထောက်မတန်ဆွမ်းပေမဲ့ဒီကလေးပေါ်မှာလည်းမျက်တာမပြတ်ခဲ့ပါဘူးရှင်။သူရဲ့သားလေးကမွေးတုန်းကတော့အဆင်ပြေပေမဲ့နောက်ပိုင်းမှာခြေထောက်ကမတန်ဆွမ်းဖြစ်သွားလို့စိတ်ယုံကျက်ပြီးတော့ကုသခဲ့ရပါတယ်။တောသူတောင်သားအလုပ်ကိုလုပ်ကင်နေလို့မခ ခီမှာကုသဖို့ငွေမရှိခဲ့ပဲသူ့ရဲ့သဘင်အရှိကြီးကိုဖျက်ယောင်းကကုသပေးခဲ့တာပါ။စီဝါရဲ့အစင်မပြေရင်ကလေးတွေအများကြီးမမွေးဖို့ပြောပေမဲ့သူကိုယ်တိုင်ကလည်းကလေးတွေကိုချစ်တတ်ပါတယ်။ရေဆက်ပါလာလို့တွေ့ရတယ်လို့ခံယူချပြီးတော့ကလေး73ယောက်ကိုမူဖောက်ခဲ့တာပါ။ကလေးတွေကိုမူဖောက်ပြီးတဲ့နောက်မှာအမေကျောင်းရဲ့တာဝန်နဲ့ခြေဝန်သူဖြစ်လို့အကျန်းပညာတွေကိုလည်းသင်ပေးထားပါတယ်။တချို့အမေတွေကကလေးတွေကိုမကြည့်ရှုနိုင်တော့လို့စပြစ်ကြတာတွေလည်းရှိသလိုကလေးတွေကိုပေးပြလိုက်ကြတာတွေလည်းရှိပေမဲ့မခေကတော့ကလေးတွေကိုသူ့အစွမ်းအစနဲ့ပဲပြိုးထောင်လာခဲ့ပါတယ်။အရင်ကစီဝါရဲ့အစင်မပြေလို့အလုပ်မျိုးစုံလုပ်ဖို့တဲ့အထိခက်ခဲခဲ့ပူပါတယ်။ င်တရက်စာတရက်ဖြတ်တန်းနိုင်ဖို့အတွက်ပူပန်နေရပြီးတော့ကလေးတွေကလည်းများလို့စောင့်ဝင်နေရင်မပြေလည်ခဲ့ပါဘူး နောက်ပိုင်းမှာတော့မခီနဲ့ခင်မင်းနဲ့အမတယောက်ကအင်ချမ်ပြေလောကအကြောင်းကိုသင်ကြားပြရကနေအဆင်ပြေလာခဲ့တာပါအင်ချမ်ပြေလုပ်ငန်းကိုလုပ်ရကနေအဆင်ပြေလာခဲ့ပြီးတော့အခုဆိုရင်တော့အိမ်လေးကိုလည်းစောင့်နိုင်သွားပါပြီမခီကစီဝိုင်းအဆင်ပြေလာပြီးတဲ့နောက်မှာအိမ်အောင်ရှင်အလှမဲ့ပြန်ပွဲတွေကိုဝင်ပြိုင်မှုစိတ်ကူးရသွားပါတယ်ကလေးတွေကိုအများကြီးမွေးထားပေမဲ့လှနေသေးလို့ခင်မွန်းတဲ့နဲ့တာသမီတွေကအိမ်အောင်ရှင်အလှမဲ့ပြိုင်မှုဝင်ပြိုင်အောင်တိုက်တွန်းနေကြပါတယ်အိမ်အောင်ရှင်အလှမဲ့ပြိုင်ပွဲတွေပေါ်လာတာကလည်းမခီတို့အတွက်တော့အရင်တစ်ခုဖြစ်ပြီးတော့အစွမ်းစားကိုပြသဖို့ဝင်ပြိုင်ကြပါတယ်ကိုကိုကိုယုံကြည်မှုရှိတဲ့မခီကပြိုင်ပွဲဝင်ပြီးတဲ့နောက်မှာ ဝနာစုဝါရရှိသွားခဲ့ပါတယ်။နောက်ထပ်နှစ်နှစ်အကြာမှာထပ်မံဝင်ပြိုင်ခဲ့ပြီးတော့မက်ခီကစုကိုလည်းခံမှန်းထားပါတယ်။ talent ပြိုင်ပွဲမှာမက်ခီရဲ့သမီးလေးတွေကလည်းသူ့အမိတက်ပတ်မိုးပေးပြီးတော့အတူတူကပြခဲ့ကြပါတယ်။ကလေးတွေများစွာမွေးထားပြီးမယ့်အားလုံးကိုလိမ္မာရင်ကြည့်အောင်ဆုံးမထားနိုင်ပြီးသူကိုယ်တိုင်ကလည်းမိဘတွေကိုအခုထိလောက်ကန်ကြုံမွေးနေဆဲဖြစ်ပါတယ်။အမျိုးသမီးတွေလည်းအိမ်နောက်ဦးစီးနေရာကိုဝင်လို့ရနိုင်ပြီးမက်ခီကခမုန်းတန်တဲ့အတူကြီးမားတဲ့အိမ်နောက်ကြီးရဲ့တာဝန်ကိုခွဲဝေယူပေးနေပါတယ်။ကလေးတွေများစွာကိုမွေးထားတဲ့အပြင်စီးပွားရေးမှာလည်းမလင်းဟင်းနဲ့မက်ခီကိုတော့မြင်သူတိုင်းကအံ့ဩနေကြရပါတယ်။ ကလေး73ရောက်အမိဖြစ်ပေမဲ့လည်းအလှအပစီးပွားရေးမိသားစုပဲနေရာမှာမှမကင်းလွတ်အောင်စီမံခန့်ခွဲနိုင်တဲ့မက်ခေရပေါ်ဘလို့များထင်မြင်မိလဲဆိုတော့ကမမပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်